ကျမတို့မှကြပါစားခင်ဗျာယခုချိန်မှာစတင်ပြီးဒီကနေ့အော်တိုဘားလ27ရက်နေ့ညနေခင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ကျွန်တော်ကတော့ရဲဘော်လာရင်ပါဒီ channel လေးကမြေပြင်ချင်းတွေရီကိုတင်ဆက်ပေးနေတဲ့သတင်း channel လေးဖြစ်တာကြောင့် like and subscribe လုပ်ထားဖို့လည်းဖိတ်ခေါ်လိုက်ပါရခင်ဗျာပရမဆုံးတင်ဆက်ပေးကြတာကတော့အာဆီယံထိပ်သီးပွဲတက်မဲ့နိုင်ငံခေါင်းဆောင်များစီးရင်တဲ့မှာမြန်မာမပါလို့အရှက်ကွဲခဲ့ကြောင်းတင်ဆက်ပေးပါမယ်မလေးရှားနိုင်ငံကွာလာလမ်ပူကွန်ဗင်းရှင်းဘုတ်ဌာန KLCC မှာအော်တိုဘလ23ရက်နေ့မှ28ရက်နေ့အထိကျင်းပမယ်58ကြိမ်မြောက်အာဆီယံထိပ်သီးအစည်းအဝေးနဲ့ဆက်ဆက်အစည်းအဝေးတက်ရောက်မဲ့ကမ္ဘာကောင်းဆောင်များနဲ့ဒေတာရင်းနိုင်ငံကောင်းဆောင်များစီးရင်တဲ့မှာမြန်မာနိုင်ငံပါဝင်ခြင်းမရှိကြောင်း New Straits Times သတင်းဖော်ပြချက်အရသိရှိရပါတယ်။ပူပေါင်းပါဝင်မှုနဲ့ရေရှည်တည်တံ့ခိုင်မြဲရေးခေါင်းစဉ်နဲ့ကျင်းပမယ်အာဆီယံထိပ်သီးအစည်းအဝေးဟာ အဖွဲ့ရဲ့တမိုင်းမှာအကြီးမားဆုံးဆွေးနွေးပွဲတစ်ခုဖြစ်လာမယ်လို့မျှော်လင့်ရပြီး American သမ္မတ Donald Trump တက်ရောက်ဖွယ်ရှိတယ်လို့သတင်းကဆိုပါတယ်လက်ရှိအချိန်ထိတရုတ်သမ္မတရှီကျင်းဖင်တက်ရောက်ရန်မသေးချာသေးပေမဲ့လည်း Trump အပြင်ကနေဒါဝန်ကြီးချုပ် McCarney Brazil သမ္မတ Lula da Silva တောင်အာဖရိကသမ္မတ Cyprus သမ္မတနဲ့ Finland ဝန်ကြီးချုပ်တို့အပါအဝင်ကမ္ဘာကောင်းဆောင်အများပြတက်ရောက်မှာဖြစ်ကြောင်းသိရှိရပါတယ် Brazil နဲ့တောင်အာဖရိကသမ္မတတွေဟာ အာဆီယံရဲ့ကဏ္ဍအလိုက်ဆွေးနွေးပွဲအသစ်များဖြစ်တက်ရောက်မှာဖြစ်ပြီးဆိုင်ပရက်စ်နဲ့ဖင်လန်တို့ဟာအပြည့်အဝတွေ့ဆုံဆွေးနွေးရေးမိဖက်များဖြစ်လာမှာဖြစ်ပါတယ်။ဒါ့အပြင်ဒေတာရင်းနိုင်ငံများမှာအင်ဒိုနီးရှားသမ္မတအိန္ဒိယဝန်ကြီးချုပ်မိုဒီထိုင်းနိုင်ငံဝန်ကြီးချုပ်အနုတင်ဘရူနိုင်းပြည်ဆူလ်တန်ဟာဆာနယ်ဘူဂီယာစင်ကာပူဝန်ကြီးချုပ်ကမ်ဘောဒီးယားဝန်ကြီးချုပ်ဟွန်မန်နဲ့ဗီယက်နမ်ဝန်ကြီးချုပ်ဖိလစ်ပိုင်သမ္မတဖာတီနမ်မာကော့စ်ဂျူနီယာလာအိုဝန်ကြီးချုပ်ဆူနက်စီစီဖန်ဒုံနဲ့တီမွန်လက်စတီနိုင်ငံမှာ ဂျူးစ်အလက်ဇန်ဒါဂက်စမန်ယူတို့ပါဝင်ပါတယ်အစည်းအဝေးကိုစစ်ကောင်းဆောင်တက်ရောက်မယ်လို့စစ်တပ်အပမီဒီယာတချို့ကယမန်နေ့ကဖော်ပြခဲ့ပေမဲ့လည်းယခုတော့စည်ရင်းမှာပါဝင်ခြင်းမရှိပါဘူးတရမန်ရေးရနဲ့စီးပွားရေးဆိုင်ရာဦးစားပေးများကိုချိန်ညှိရန်ရည်ရွယ်တဲ့နိုင်ငံခြားရေးနဲ့စီးပွားရေးဝန်ကြီးများကြားပူးတွဲစည်းဝေးများပြုလုပ်မဲ့ထိပ်သီးအစည်းအဝေးမှာရလက်စာတမ်း84စာကိုထုတ်ပြန်ရင်မျှော်လင့်ထားကြောင်းမလေးရှားနိုင်ငံခြားရေးဝန်ကြီးဟာဆန်ကဆိုပါတယ်ဆက်လက်၍တီမွန်လက်စတီကို အာဆီယံအဖွဲ့ဝင်ဖြစ်အော်တိုဘောလ26ရက်နေ့မှာလက်မှတ်ရေးထိုးရန်ရှိနေပြီး58ကြိမ်မြောက်အာဆီယံထေသည့်အစည်းအဝေးနဲ့ဆက်ဆက်ထေသည့်အစည်းအဝေးများပိတ်ပွဲအခမ်းအနားအာဆီယံဥက္ကဋ္ဌတာဝန်ကိုဖိလစ်ပိုင်နိုင်ငံကိုလွှဲပြောင်းပေးရခြင်းနဲ့တူထေသည့်အစည်းအဝေးအပြီးမှာဝန်ကြီးချုပ်အီဘရာဟန်ကသတင်းစာရှင်းလင်းပွဲပြုလုပ်မှာဖြစ်ကြောင်းသိရှိရပါရခင်ဗျာနောက်ထပ်တင်ဆက်ပေးကြတာကတော့နိုင်ငံ viewer ဂုံးကိုအေအေကဝိုင်းထားပြီးဖြည်းဖြည်းချင်းထိုးစစ်ဆင်တိုက်ခိုက်နေကြောင်းတင်ဆက်ပေးပါမယ် နေရအနှင်းငယ်သာကြံရှိတော့တဲ့နေရကံပြူဟာကုန်းကိုအရခတ်တက်တော်အေအေနဲ့ပူပေါင်းတက်ဖွဲ့တွေကဝိုင်းရံပိတ်ဆို့ထားပြီးတပြေးပြေးချင်းထိုးစစ်စင်တိုက်ခိုက်နေကြောင်းနေရကံစီးရဲတရင်ချင်းမြစ်ကဆိုပါတယ်နေရကံပြူဟာကုန်းဟာရခိုင်နဲ့မကွေးအဆက်အမ်ဘရန်လမ်းပေါ်မှာတည်ရှိတဲ့စစ်ကောင်စီရဲ့ပြူဟာကုန်းတက်စကန်တစ်ခု ဖြစ်ပါတယ်အော်တိုဘားလ15ရက်အရခတ်တက်တော်အေအေရဲ့စီးရဲတရင်ထုတ်ပြန်ကြမှာနေရကံပြူဟာကုန်းစကန်ကိုအပြစ်တက်သိမ့်ပိုက်ရရှိရင်းအနှင်းငယ်သောလက်ကျန်နေရာချို့ကို ထိုးစစ်ဆင်တက်ခိုက်နေတယ်လို့ဆိုပါတယ်ဒီကနေ့အော်တိုဘာလ22ရက်နေ့နေရီကန်ပြူဝကုံစီရေးအခြေအနေကိုခိုင်မာတဲ့စီရေးသတင်းရှိမြစ်တူကယခုလိုပြောဆိုခဲ့ပါတယ်အခုထိတော့ဝိုင်းဝန်းထားတော့ပါပဲထောက်ကူလမ်းတွေလည်းဖြစ်ထားတယ်လက်တလောဖြည်းဖြည်းချင်းထိုးစစ်ဆင်နေတာမျိုးပါအရကတက်တော်စီမာယော PDF တွေစီမာယော လက်နက်ချအလင်းဝင်လာသူထွက်ပြေးလာသူတွေတော့ရှိပါတယ်လို့ဆိုပါတယ်နေရီကန်ပြူဝကုံအနီးမှာရှိတဲ့ဂုတ်ကြီးဖိုက်တာကုံစတဲ့ကာကင်စကန်တွေအလုံးကို အရခတ်တက်တော့အေပူပေါင်းတက်ဖွဲ့မှာတိမ့်ပိုက်ပြီးနောက်ပင်မဗျူဟာဂုံးကိုတိမ့်ပိုက်ရရှိရေးကျိုးပန့်နေကြခြင်းဖြစ်ပါတယ်။အဲဒီလိုထိုးစစ်စင်တက်ခိုက်နေစဉ်အတွင်းမှာနေရီကံဗျူဟာဂုံးပေါ်မှာထွက်ပြေးနေသူများနဲ့အလင်းဝင်လာသူစုစုပေါင်းစစ်ကောင်စီတပ်သား၁၁ဦးကိုဖမ်းဆီးရမိထားကြောင်းအေကအော်တိုဘားလ၁၈ရက်နေ့မှာထုတ်ပြန်ထားပါတယ်။နောက်ထပ်စီးရီတရင်ရင့်မြစ်တူကနေရီကံကမကွေးအတွက်ရောရခိုင်အတွက်ရောအရေးပါတာကိုအေရော PDF ရောစစ်ကောင်စီရောအားလုံးကသိကြပါတယ်။ ဲ့ဒီဂုံးကိုရသွားပြီဆိုရင်ငပဲမျိုးကတရင်တွေကပ္ပဆဆက်ယုံတွေကိုဟော်ဝေဇာလက်နဲ့ကြီးနဲ့လှမ်းထုလို့ရတယ်ဒါကိုစစ်ကောင်စီကတိတော့အသေးအလေးပြန်ခုခံနေတာဖြစ်တယ်အေအေးရဲ့ထိုးစစ်တွေကိုလေချောင်းပစ်ကူရောလူအင်အားတွေရောအဆက်မပြတ်ပို့ပေးနေတယ်လို့ဆိုပါတယ်နေရီကန်ဖြူဝါကုမကြဇေယျအတွက်စစ်ကောင်စီကစစ်ကူများနဲ့လေချောင်းပစ်ကူများအဆက်မပြတ်ပြုလုပ်ပေးနေပေမဲ့လည်းအကောင်ဆုံးတုံ့ပြန်ခံစစ်များနဲ့အတူထိုးစစ်စင်တက်ခိုက်လျက်ရှိတယ်လို့အေအေးကဆိုတာပါတယ် နေကံပြွာကုန်းမှာ2024ခုနှစ်ကစတင်ပြီးတမခကိုကိုနဲ့စကခစခွန်တက်များအင်အားဖြင့်တက်ဆွဲထားကစစ်ကောင်စီတပ်သားအင်အား600နီးပါးတိကျန်ရှိနေတဲ့ကြောင်းတရင်ရင်းမြများထံကနေသိရှိရပါတယ်။နေကံပြွာကုန်းမှာစစ်ကောင်စီတပ်သားများအနေနဲ့လက်နက်ချအလင်းဝင်ရောက်လူသူများအချိန်မရွေးလာရောက်နိုင်တယ်လို့အရခတ်တပ်တော် AA နဲ့ PDF များကတိုက်တွန်းပြောဆိုထားကြပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးကြတာကတော့မြောက်ဦးရှိဟောင်းဇုံအတွင်းမှာနေအဆောက်အုံများစောက်လုခွင့်ကန့်သက်ထားကြောင်းတင်ဆက်ပေးပါမယ်။ရခိုင်ပြည်မြောက်ဦးရှိဟောင်းနေမြေအတွင်းနေအဆောက်အုံများစောက်လုခွင့်ကိုကန့်သက်ထားကြောင်းမြောက်ဦးရှိဟောင်းသူတေသနာထံကနေသိရှိရပါတယ်။ရှိဟောင်းဇုံအတွင်းမှာနေအိမ်များကိုအသစ်စောက်လုခြင်းသို့မဟုတ်ပြုပြင်ခြင်းအတွက်ရှိဟောင်းသူတေသနာထဏရဲ့ခွင့်ပြုချက်ဖြင့်သာလှုပ်ဆောင်ရမယ်လို့ရှိဟောင်းသူတေသနာမှတာဝန်ရှိသူတို့ကဆိုပါတယ်။ဒီကန့်သက်ချက်ကရှိဟောင်းဇုံအတွင်းမှာအကျုံးဝင်ပါတယ်။ ပြောရရင်တော့မြောက်ဦးတမြို့လုံးနှီးပါပါပဲအဆောက်အုံတွေစောက်လို့ခွင့်ကိုကန့်သက်ထားပါတယ်တကယ်လို့မဖြစ်မနေစောက်ရမယ်စောက်ချင်နေဆိုရင်ရှေးတုကိုခွင့်ပြုချက်တင်ရပါမယ်ဒါမှစစ်စစ်ပြီးစောက်ချင်တဲ့အဆောက်အုံမျိုးကစောက်လို့အစဉ်ပြေနိုင်မပြေနိုင်စစ်စစ်မှုမျိုးပြုလုပ်ပေးမှာပါလို့ဆိုပါတယ်ယခုကဲ့သို့မြောက်ဦးရေချင်းမှုနေမြေတွင်နေအိမ်အဆောက်အုံများစောက်လို့ချင်းစောက်လို့ပြီးနေထိုင်တဲ့နေအိမ်တွေကိုခိုင်မာတဲ့အဆောက်အုံဖြစ်ပြောင်းလဲခြင်းအထက်မြင့်တင်ခြင်းတို့အတွက်ရခင်ကလေးကကတ်သက်ချက်များရှိခဲ့ပေမယ့် အဆိုပါကန့်သက်ခြင်းများအတိုင်းလှုပ်ဆောင်လိုက်နာမှုများနေပါခဲ့ကြောင်းသိရှိရပါတယ်။လက်ရှိမှာမြောက်ဦးကိုအာရကတ်တက်တော်အေကတင်းချုပ်လိုက်ပြီးနောက်အဆိုပါကန့်သက်ချက်တွေကိုပြန်လည်အကောင့်ထဲပေါ်လှုပ်ဆောင်လာခြင်းလည်းဖြစ်ပါတယ်။မြောက်ဦးရှိဟောင်းနေမြေအတွင်းမှာနေအိမ်အဆောက်အအုံများဆော့လုခွင့်ကန့်သက်ခြင်းများပေါ်မြောက်ဦးမျိုးခန့်တအုပ်ကယခုကဲသူဆိုပါတယ်။မြောက်ဦးမကအမှန်တော့ရှီယောင်းကိုဦးစားပေးမယ်ဆိုရင်လူနေဖို့မကောင်းပါဘူးရှီယောင်းထင်းသိင်းရင်းနီးစနစ်တိုင်းဆိုအကုန်လုံးဖယ်ပေးရမှာပဲ အရင်ကစစ်ကောင်စီတက်ဆွဲခဲ့တဲ့စစ်တပ်တွေကအစအကုန်ဖယ်ပြစ်ရမှာပဲအခုဖြစ်နေတာကမြောက်ဦးတီတာခံတွေရဲ့လူမှုဘဝကိုနောက်ထပ်ပြီးရှေးရောင်ကိုအတိတ်ကဦးစားပေးလာတာကိုတွေ့ရပါတယ်ဒါကရှေးရောင်နေမြေအတွက်ကောင်းပေမဲ့နေထိုင်သူတွေအတွက်တော့မကောင်းဘူးဘို့လို့ဆိုပါတယ်မြောက်ဦးရှေးဟောင်းယဉ်ကျေးမှုနေမြေမှာလက်ရှိရှေးဟောင်းယဉ်ကျေးမှုအမွေနဲ့ထိမ့်သိမ်းရေးလုပ်ငန်းစဉ်တွေကိုအရကတတမှာဖွဲ့စည်းထားတဲ့ရှေးဟောင်းသူတေသနဌာနမှအတိတ်ကလှုပ်ဆောင်နေကြောင်းသိရှိရပါတယ်အပြည့်အစည်းများကိုပြုပြင်ခြင်း ရှေးဟောင်းတောင်တမြအတွင်ကြောက်တုမြေတုချင်းများကန့်တဲ့ခြင်းတချို့နေရာများမှာကားတော်လာခြင်းများကန့်တဲ့ခြင်းစသည်တို့အားလှုပ်ဆောင်လျက်ရှိကြောင်းသိရှိရပါရခင်ဗျာနောက်ထပ်တင်ဆက်ပေးချင်တာကတော့ပစ္စည်းခိုးတယ်လို့ဆိုကတာမိနှူးကိုနှိပ်စက်ခဲ့တဲ့ဆန်ရှင်ကိုအရေးယူရန်ရေစကန်တိုင်ကြခဲ့ကြောင်းတင်ဆက်ပေးပါမယ်ရန်ကုန်တိုင်းလှိုင်တရာမြို့နယ်ငရရက်ကွက်ဘူကျုပ်လမ်းမပေါ်မှာဖွင့်ထားတဲ့စတိုးဆိုင်ပိုင်ရှင်ကဆိုင်မှာစတီးစလုံးဝင်ခိုးတယ်ဆိုပြီးအမျိုးသမီးတစ်ယောက်နဲ့ကလေးတစ်ယောက်ကိုဖမ်းဆီးရိုက်နှက်ပြီး လူမှုကွန်ရက်ပေါ်တင်ခဲ့တဲ့ဆိုင်ရှင်ကိုအရေးယူပေးဖို့ရက်ကွက်နေပြည်သူတွေကရေစကန်ကိုတိုင်ကြားထားတယ်လို့မြို့ကန်တွေစီကနေသိရှိရပါတယ်။အော်တိုဘားလ20ရက်ကသူ့ရဲ့ဆိုင်မှာစတီးစလုံးအလုံး20ဝင်ခိုးတယ်ဆိုပြီးစတိုးဆိုင်ပိုင်ရှင်ကအမျိုးသမီးကြီးနဲ့ကလေးကိုဖမ်းဆီးရိုက်နှက်ကဓာတ်တိုင်မှာကျူးတုထားတာကိုလူမှုကွန်ရက်မှာ တင်ခဲ့တာလို့မြို့ကန်တယောက်ကပြောပါတယ်။တကူအားပေးမဟုတ်ဘူးပစ္စည်းဝင်ခိုးတယ်မိတယ်ရေစကန်ကိုပို့လေကိုတိလက်ရောက်ဘာလို့နှိမ့်ဆက်တာလဲလူမမဲကလေးကိုကျူးတုပြီး ရင်နွေးပုံနဲ့လောင်းဖို့အထိလောက်တာတော့မကောင်းဘူးအခုရက်ကွက်နေသူတွေစုပြီးအဲ့ဒီမိမကိုအမှုဖွင့်ဖို့စီစဉ်နေတယ်လို့ဆိုပါတယ်ရိုက်နဲ့ခံရတဲ့အမျိုးသမီးဟာခေပွန်းဖြစ်သူလေးဖြတ်ပြီးတာသမီး၃ယောက်နဲ့ရက်တီနေရကကလေးကိုကြည်ပေးမဲ့သူမရှိလို့ကြံရမရတဲ့အစုံဝင်ခိုးခဲ့တာလို့ရေအုပ်ကန်ကြီးရွာနေသူတို့ကဆိုပါတယ်အဆိုပါဖြစ်စဉ်နဲ့ပတ်သက်ပြီးလှိုင်းတရအရှိပိုင်းမြို့နယ်ရေစကန်က စတိုးဆိုင်ပိုင်ရှင်ဝါဝါလှန့်ကိုစစ်ဆေးနေတယ်လို့သိရှိရပေမဲ့အတီးပြုတ်လို့မရဘူးလို့ရက်ကွက်အုတ်ချုပ်ကြီးနဲ့နီးစက်တဲ့တရင်ရှင်မြေကပြောပါတယ်။ကိုယ့်အကောင့်ကိုလူကြည့်များကျင်လာရင်စေလီဖြစ်ချင်တဲ့ယောဂကြောင့်အခုလိုဖြစ်တာသူတို့မှကျင့်ဝတ်ဆိုတာတွေဘာတွေမသိဘူးအခုရေစကန်မှာစစ်နေတယ်လို့ကြားတယ်ရေစကန်ကကော်ပီမစစ်လို့ယုံရင်စကတ်ဖြစ်ရင်ရက်ကွက်ကတာဝန်ယူမှာမဟုတ်ဘူးလို့ဆိုပါတယ်အဆိုပါရုတ်တံကိုစတိုးဆိုင်ကဆိုင်ဝန်တန်းတယောက်ကိုရိုက်ခိုင်းပြီးဆိုင်ရှင်ဖြစ်သူက wowowline tiktok အကောင့်ကနေအော်တိုဘောလ20ရက်နေ့ကတင်ခဲ့တာဖြစ်ပါရယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးကြတာကတော့မင်းအောင်နိုင်ကကချင်ပြည်နယ်မှာဘုံမှုကျုပ်ဇော်ဝင်းကိုအင်ဒိုနီးရှားတပ်အမတ်ဖြစ်ကန့်ပြီးဘုံကျုံနဲ့ဘုံမှုကျုပ်များကိုတပ်အမတ်ကြီးယာရုများစစ်တိုက်ပေးနေကြောင်းတင်ဆက်ပေးပါမယ်အကြဖတ်စစ်ခေါင်းဆောင်မင်းအောင်နိုင်ကကချင်ပြည်နယ်မှာဘုံမှုကျုပ်ဇော်ဝင်းကိုအင်ဒိုနီးရှားတပ်အမတ်ဖြစ်ကန့်အပ်လိုက်ကြောင်းတက်တရင်ရှင်းမြစ်များကိုကူကာပြီး CDM ပိုကြီးစင်ရောကပြောဆိုပါရယ်ယခုအော်တိုဘာလာဇန်ပိုင်းမှာ ကချင်ပြည်နယ်မိုးကောင်းမြို့ခြေဆိုင်အမှတ်3ခြေလင်းတမောင်စက္ကခ3မှတမာမှုဖြစ်တာဝန်ထမ်းဆောင်နေတဲ့ဗိုလ်မှူးချုပ်ဇော်ဝင်းကိုစစ်ဖက်ရာထူးတာဝန်မှအနာပေးပြီးအင်ဒိုနီးရှားနိုင်ငံဆိုင်ရာတပ်အမတ်ကြီးအဖြစ်ခန့်အပ်လိုက်ခြင်းဖြစ်ကြောင်းသိရှိရပါတယ်။ဗိုလ်မှူးချုပ်ဇော်ဝင်းစစ်တပ်ကတော့အပတ်စဉ်42စင်ပါဇော်ဝင်းအနေနဲ့ကတော့တက်မမှုဖြစ်ပြီးပြီဆိုရင်ကျောင်းဦးကြီးကျောင်းဦးကြီးပြီးရင်တိုင်မှုတွားရတဲ့သူတွေပေါ့ဗိုလ်မှူးချုပ်ဇော်ဝင်းကတော့တိုင်မှုမလုပ်ရတော့ဘဲနဲ့လေတမ်းမတ်ဖြစ်သွားတာလို့ CDN ပိုကြီးစင်ရောကဆိုပါတယ် ဗိုလ်မှူးချုပ်ဇော်ဝင်းကကချင်းပြည်နယ်ဖားကံမြို့နယ်မှာပြည်သူများကိုအ धिक တပ်ဖြတ်ခဲ့တဲ့စစ်ကြောင်းများကိုအ धिक စီစဉ်ညွန်ကြားခဲ့သူဖြစ်ပါတယ်။နေပြည်တော်စစ်ဘက်တရင်ရင်မြစ်ကတော့မင်းအောင်နိုင်ကရွေးကောက်ပွဲမတိုင်မီစစ်ဘက်မှအရာရှိကြီးများကိုညွန်ကြားရေးမှူးချုပ်များအမြဲတမ်းအတွင်းဝင်များတန်အမတ်ကြီးများအဖြစ်ဇက်တိုက်ခန့်အနေကြောင်းအထူးသဖြင့်နိုင်ငံတကာကိုစစ်လွတ်မဲ့တန်အမတ်ကြီးများကိုစစ်ဘက်မှဗိုလ်ချုပ်နဲ့ဗိုလ်မှူးချုပ်များကိုအနာပေး၍ဇက်တိုက်ခန့်အနေကြောင်းဆိုပါတယ်။အရက်ပတ်ဝင်ကြီးဌာနတွေတော်တော်များများမှာ တက်ကအရာရှိကြီးတွေစက်တိုက်ခန့်အပ်နေတယ်။ဒုညွန်ကျုပ်ဒုအမြဲတမ်းအတွင်းဝန်နေရာတွေကိုပေးနေတာအဲ့ဒီလူတွေကမကြခင်မှာညွန်ကျုပ်နဲ့အမြဲတမ်းအတွင်းဝန်ဖြစ်လာမယ့်သူတွေတာမတ်ကြီးယာရုနေရာတွေမှာလဲဘူကျုပ်တွေနဲ့ဘူမူကျုပ်တွေကြီးပဲခန့်နေပါတယ်လို့နေပြီးတော့စစ်ဘက်တရင်ကြီးမကဆိုပါတယ်။မကြသိမ့်မီကလည်းမင်းအောင်လိုင်ကကြီးတက်မှဘူကျုပ်နေမျိုးဦးလီတက်မှဘူမူကျုပ်မျိုးမင်းထွန်းတို့ကိုနိုင်ငံခြားရေးဝန်ကြီးဌာနရဲ့တာမတ်ကြီးများအဖြစ်ခန့်အပ်ခဲ့ကြောင်းသိရှိရပါတယ်။အလားတူပဲတက်မတော်ကြီးမှာ ဒုတိယဗိုလ်မှူးကြီးဝင်းလွင်ဦးကိုအမျိုးသားစီမံကိန်းဝန်ကြီးဌာနဗဟုဆက်ပစ္စည်းစည်ရင်းအင်းနဲ့စစ်စည်ရေးဦးစီးဌာနဒုတိယညွှန်ကြားရေးမှူးချုပ်ဖြစ်၎င်းဗိုလ်ကြီးမင်းသူကိုမန္တလေးစီပင်ဌာနမှဖြစ်၎င်းအမှတ်73တမ်းမြင့်လက်ကျင်ရေးမှဗိုလ်မှူးဇေယျစိုးကိုရွေးကောက်ပွဲကော်မရှင်မှလက်ထောက်ညွှန်ကြားရေးမှူးဖြစ်၎င်းခန့်အပ်ခဲ့ကြောင်းသိရှိရပါတယ်။နေပြည်တော်စစ်ဘက်တရင်ချင်းမြေအစိုးရစစ်ဘက်မှအရာရှိကြီးနဲ့အရာရှိငယ်၄၀၀ကျော်ကိုအရက်ဘတ်ဝန်ကြီးဌာနမြတ်မှဌာနဆိုင်ရာအကြီးအကဲများနဲ့ အရာရှိများအဖြစ်မင်းအောင်နိုင်ကပြောင်းရွှေ့ခန့်အပ်လိုက်ကြောင်းသိရှိရပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးကြတာကတော့မြန်မာနိုင်ငံအရေးဒီနှစ်လုံးဝအဆုံးသတ်ပြီးဆိုတဲ့နိုင်ငံရေးတုံ့သက်ချက်တွေကိုတင်ဆက်ပေးပါမယ်မြန်မာနိုင်ငံရေးနဲ့ပတ်သက်ပြီးအမေစုတမီကျမနဒီခင်စကားအကုန်ပြောထားပြီးသားရဲ့မင်းအောင်နိုင်ငံတူလက်ပါစီတွေကပြန်လည်လုံးဝမရှိဘူးနိုင်ငံရေးတည်ပြီး2021ခုနှစ်ဖေဖော်ဝါရီလ1ရက်နေ့မှာဖြစ်ပျက်ခဲ့တာကနိုင်ငံရေးပြန်ပေးဆွဲမှုနဲ့ အာနာလူရဖို့ကြံစီတာဖြစ်တယ်။ရွေးကောက်ပွဲမှာမဲရှုံးလို့အာနာလူဖို့ကြံတာဘယ်နိုင်ငံမှမှမရှိဘူးရဲ့။ကမ္ဘာအဇိုးဝါဆုံးရာဇဝတ်ပြစ်မှုဥပဒေအရကျွန်မပြောပါမယ်။ရာဇသက်ကြီးအခန်း6ပုံမှန်1နှစ်တည်းအရနိုင်ငံတော်ကိုတစ္ဆာဖောက်ဖျက်ပုံကံမှုကြီးဂျနီဗာကွန်ဗင်းရှင်းဆိုင်ရာနိုင်ငံတကာဥပဒေအရစစ်ရာဇဝတ်မှုနဲ့လူသားမျိုးနွယ်ဆိုင်ရာရာဇဝတ်မှုမင်းအောင်နိုင်ကနိုင်ငံတော်တစ္ဆာဖောက်စစ်ရာဇဝတ်ကောင်ကြီးဥပဒေအရမင်းအောင်နိုင်လက်အောက်ခံစစ်တပ်က နိုင်ငံတစ္ဆေဖောက်စီရာစွေကိုင်းရွေးကောက်ပွဲကိစ္စမင်းအောင်နိုင်အနေနဲ့ရွေးကောက်ပွဲအတူကြီးလှုပ်လို့လည်းမထူဘူးမင်းအောင်နိုင်တို့ဘာကောင်လဲဆိုတာခလေးကအစတကပါလုံးသိပြီးသားမင်းအောင်နိုင်ရဲ့လက်ပန်းစီနောက်မီးဆွဲတွေတရားမျှတမှုပြစ်ဒဏ်လုံးဝလုံးဝခံရမယ်ဒါပဲစီရာစွေကောင်မင်းအောင်နိုင်ပြန်လဲမရှိဘူးဖိနှိပ်ခံမြန်မာနိုင်ငံသူမြန်မာနိုင်ငံသားတွေအောင်ပွဲခံနေဆိုတဲ့အမှန်တရားကိုကျွန်မထပ်ပြောပါမယ်ဒေါ်ဆန်းစုကြည်ဦးဆောင်တဲ့ NLD အစိုးရက မြန်မာနိုင်ငံတော်ရဲ့တည်ဆဲအစိုးရလို့ကုလသမဂ္ဂကတရားဝင်ကြေညာထားတယ်။ကုလသမဂ္ဂထုတ်ပြန်ချက်တင်ထားတယ်ကြည့်ကြည့်ပါ။ဒီတရားဝင်ထုတ်ပြန်ချက်ကမင်းအောင်နိုင်နဲ့သူ့လက်အောက်ခံစစ်တပ်ကိုတရားမဝင်အဖွဲလို့ကုလသမဂ္ဂကကဘာတိအောင် ထုတ်ပြောတာပဲ။ရွေးကောက်ပွဲဆိုတာကိုဘာသာကိုလို့ပြီးတဲ့အခါကိုကိုကိုအစိုးရလို့အမိတက်လို့ရတာမဟုတ်ဘူးရဲ့။ကဘာကြီးကလက်ခံဖို့လိုမဲတဲ့။ပြောရရင်ကဘာအဖွဲစီကုလသမဂ္ဂကအတိမတ်ပြေဖို့လိုမဲ။ဘာလို့လဲဆိုတော့ အဖွဲ့ဝင်နိုင်ငံတွေရဲ့အစိုးရအပြောင်းအလဲကိုတရားစီရင်ဆုံးဖြတ်တာကကုလသမဂ္ဂမို့လို့ပဲကုလသမဂ္ဂအထွေထွေတွင်းရင်မှုချုပ်မစ္စတာအန်တိုနီယိုဂူရရက်ကိုတိုင်က2025ခုနှစ်ဇူလိုင်လ31ရက်နေ့ကတည်းကမေအွန်လိုင်းတို့လှုပ်ဖို့ကြံနေတဲ့ရွေးကောက်ပွဲကိုလုံးဝလက်မခံဘူးလို့အပြက်ပြောထားပြီးသားလုံခြုံရေးကောင်စီဆုံးဖြတ်ချက်2669မြင်းဆောင်2022အရနိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါက်တာဆန်းစုကြည်တမရဦးဝင်းမြင့်နဲ့နိုင်ငံရေးအရာမတရားသဖြင့်အကျဉ်းချထားသူတွေကို ချက်ချင်းပြန်လွှတ်ရမယ်လို့လဲကုလသမဂ္ဂလက်ထောက်ပြောခွင့်ရပုဂ္ဂိုလ်မစ္စတာဖာဟန်ဟက်ကတ်တဆင့်ထပ်ပြောခဲ့ပါတယ်။မင်းအောင်နိုင်တို့ရဲ့အလိန်ရွေးကောက်ပွဲကိုဥရောပ သမဂ္ဂ EU နဲ့လုံးဝလက်မခံဘူး။အာဆီယံဘက်ကလည်းလုံးဝလက်ခံလို့မရဘူး။ကမ္ဘာတိုက်ကြီးကုလသမဂ္ဂဥရောပတိုက်ကြီးဥရောပသမဂ္ဂ EU အရှိတောင်အာရှတိုက်ကြီးအာဆီယံလက်မခံတဲ့ရွေးကောက်ပွဲအတူကြီးကိုလှုပ်လို့မင်းအောင်နိုင်ရဲ့တရားမဝင်မှုကြီးကတရားဝင် ဖြစ်မတော်ဘူး။ဒါကလုံးဝရှင်းနေပြီသားမလား။ မင်းအောင်နိုင်ရဲ့နိုင်ငံရေးအသေးကြီးကရွေးကောက်ပွဲအတူကြီးဘန်းပြလို့ဘာမှမထူဘူးဆိုတာအုံနောက်မရှိသူတွေတောင်တည်ပါတယ်ဒီလောက်ဆိုမင်းအောင်နိုင်ရဲ့လက်ပါစီရီလန်းဆုံသွားပြီဆိုတာအာလုံးရှင်ပြီနိုင်ငံရေးအမြင်မျှတသူအမေစုသမီးနဒီခင်ဟုတ်ကဲ့ပါအခုလိုသတင်းများကိုနားဆင်ကြည့်ရှုပေးခဲ့တဲ့အတွက်အထူးပင်ကျေးဇူးတင်ရှိပါတယ်နောက်ထပ်တော်လိုင်းရေးသတင်းတွေများနဲ့ပြန်လာခဲ့ပါမယ်မြန်မာပြည်သူပြည်သားပေါင်းအကြံဖတ်စစ်အာဏာရှင်စနစ်ဆိုးလက်အောက်မှာအမြန်ဆုံးလွတ်မြောက်ပြီးတော်လန်နေတဲ့ကိုချင်းတို့ရင်းရောက်ရှိနိုင်ပါစေလို့ ကျွန်တော်တို့တော်လန်သတင်းဌာနမှာဆူတောင်းလိုက်ပါရခင်ဗျာ။